မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ18ရက်နေ့အတွက်မိုးလေဝသနဲ့ဆလာဗီဒာသတင်းများကိုနေ့ပြီးတော့မိုးလေဝသနဲ့ဆလာဗီဒာညွှန်ကြားမှုအစီအထားမှထုတ်ပြန်ကြေညာပါမယ်ရှင်။နောက်ကလေး24နှစ်အတွင်းကမြို့လိုက်ရောက်တုံးခဲ့တဲ့မတာပွဲရာမိုးရေချင်းများမှာဟုံးမလီမြို့မှာ၄တသမာ၈တုံးများလမှာစိုက်ခမီမြို့မှာ၃တသမာ၄၆လမှာနေပြီးတော့ဇေယျသီမြို့နယ်မှာ၃တသမာ၃၈လမှာဤမြို့မှာ၂တသမာ၉၉လမှာ ဟိုင်းချီကျုံမြို့မှာ2.8လက်မတထုံမြို့မှာ2.5လက်မယမနာမြို့မှာ2.8လက်မစစ်တွေမြို့မှာ2.43လက်မနေပြီးတော့ဒက္ခိဏတီတီမြို့နယ်မှာ2.3လက်မနဲ့ဦးတုံမြို့နယ်ကြိုင်မြို့မြို့တို့မှာ2.93လက်မစီတို့တိုင်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မိုးလေဝသချို့တို့မှာဖန်ယူရရှိတဲ့ပုံအရကပလီပလင်ပြင်းနဲ့ပင်လာပလင်အော်တို့မှာတိတ်ထူထန်နေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့ရှမ်းကုန်းတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုအားမိုးတိမ်တောင်းများရွှေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထေကြုံခြင်း၊မိုးကြိုဖြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အင့်တင့်တယ်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါသည်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေဖျားတူမြေမြပုံစံအရမြဝချုံပေါ်နဲ့ရခိုင်ကဲရုံးတဲ့တခြားတို့မှာဘုတ်တုံလေးအားကောင်းရမှာအားလုံးကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေမှာဒီကနေ့မြန်မာစံတော်ချိန်စနစ်30နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ရှင်းနယ်ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တို့မှာ လေပြင်းနဲ့ရေဝန်တကူဖြစ်ပေါ်နေပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်း အင်္ဂလပင်လယ်ဝမြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုန်တုံးလေအကောင်းရမှာအားလွန်ကောင်းနေပြီကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံမင်္ဂလာပင်လယ်ော်တို့မှာမုန်တုံးလေအကောင်းနေပါတယ်မြမပင်လယ်ပြင်မှာမြမကန်ယူလန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်ဖန်ရခါမိုးတက်လေပင်များကြာရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လေပင်ကြခြင်းရှေပင်မြေပင်လေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြေမှာမြမကန်ယူရဲတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေကမ်းရှိနိုင်ပါတယ်။ မနေ့ကမနေ့ထီခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာဆက်ဆိုင်နဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထချုံရွာပြီးကချင်ပြည်နယ် စကိုင်းတိုင်းဒေသကြီးရထပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မူကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနေ့ဖြန်အတွက်တနင်္သာကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလားပေရန်ခမ်းမန်းချက်များကိုတင်ပြပါမယ်ရှင် ီပီတော်နဲ့ညီတော်အတွက်မနေ့ဖြန်မနေ့ထီမူလဝတာချင်းဒီခမန်းချက်ပါမိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရင်ဟိုင်းနဲ့အနေဆုံးဘူးကြိမ်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ညီတော်အတွက်မနေ့ဖြန်မနေ့ထီမူလဝတာချင်းဒီခမန်းချက်ပါမိုးအတင်းတင်းထိချုံရပါမယ်အမြင့်ဆုံးဘူးကြိမ်မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုင်းနဲ့ အနေဆုံးပူချိန်မှာ24ဒီဂရီဆဲဆီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတွိုင်းအတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခမှန်းချက်မှာနေရာကွက်ကြောင်းမိုးထစ်ဆုံရောက်ပါမယ်။အနေဆုံးပူချိန်မှာ34ဒီဂရီဆဲဆီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးပူချိန်မှာ28ဒီဂရီဆဲဆီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပိုင်း ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလီယိုတာနဲ့ဆလာဗီတာသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နဲ့ပြန်ကျမ်းမာချမ်းသာကြပါစေရှင်။